see the pain in me is oh my she need a hope they got to tell what i and is oh my see the pain in me is oh my she need is oh my see the pain shall you မြန်မာပြည်သူ့ဘက်ထဲကိုတယ်လီနော့စတင်ဝင်ရောက်ခဲ့တော့ကအလှပြဖြောပြရေးယဉ်ကြီးတွေနဲ့လှည့်လေကသုံးဆွဲသူတွေနဲ့ထိတွေ့မှုရှိအောင်ပြုလုပ်ခဲ့ပြီးအခုဒီချိန်မှာလည်းရန်ကုန်ကပြည်သူတွေစီကိုဖြောပြရေးတွေနဲ့ထိတွေ့မှုရှိအောင်စီစဉ်ခဲ့ပြန်ပါပြီမြန်မာလူမျိုးတွေဟာတေးဂီတကိုချစ်မြတ်နိုးကြတာကြောင့်အခုလိုနာမည်ကျော်ဆူရော်တွေနဲ့ဂီတဖြောပြပွဲကိုလူလူနားရဲရအောင်ပြုလုပ်ခဲ့တာပါလို့မခင်ဝင်းမုံမြင့်ကဆိုပါတယ် အဓိကတော့ကျမတို့ကျမတို့မြန်မာလူမျိုးတွေอ่ะပေါ့เนาะဒီတော်ပြေးရေးအထူးသဖြင့်ဂီတပေါ့ဒိတ်ဂီတကိုချက်မြတ်လို့ကြတယ်ပေါ့เนาะအဲ့တော့ကျမတို့တွေကလည်းကြီးလိုက်ပြီဆိုရင်ကိုရီလူတို့ကဘလိုဟာမျိုးလေးတွေကိုဟိုချက်မြတ်လို့လဲပေါ့เนาะဆိုတော့အဓိကကြည့်မယ်ဆိုလို့ရှိရင်မြန်မာလူမျိုးတွေကခဏပြောတယ်ဒိတ်ဂီတကိုတိုက်ကြတယ်တက်တက်ကြတယ်အမှုပညာသမားတွေကိုချက်ပြင်ကြတယ်ဒါကြောင့်မို့ကျမတို့ဒီဟာလေးကိုရွေးပြီးတော့ လာမေကျော်ဆိုရော်ရဲ့အပါဝင်ဒီဂီတကိုရွေးပြီးတော့လူတို့လာအောင်ပေးလာပြီးတော့စီစဉ်ပေးခြင်းဖြစ်ပါတယ်ဒီလီရောရဲ့ခမေတီဆိုဖြော်ပြီးပွဲမှာနာမည်ကျော်ဆိုရော်ရီဖြစ်ကြတဲ့အာဇာနည်ဖိုးတောက်ကြားပြင်စာမောစစ်သွေးဇေယျရုံနဲ့အတူတယ်လီနိုကကျင်းပပြုလုပ်ပေးနေတဲ့မြန်မာကာရိုကေချန်ပီယံပြိုင်ပွဲကြီးရဲ့ရန်ကုန်တိုင်းအတွင်းမှာရွေးချယ်ထားတဲ့ top 5စကားတင်၅ရောက်လဲပါဝင်ပြိုကြီးခဲ့ကြပါတယ်။ ချစ်တာပဲနာယီလေဒီလိုဖြောပြပွဲတွေကိုရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်၁၂ခုကိုဒီဘက်မှာတရက်နှစ်မြို့နယ်လုံးနဲ့ကျင်းပသွားဖို့စီစဉ်ထားပါတယ်။ဖြောပြရေးစီစဉ်တဲ့သူတယ်လီနိုဖုန်ကငွေဖြည့်ကနဲ့ဟန်ဆက်တွေကိုလည်းဝယ်ယူနိုင်အောင်ရောင်းကောင်တာတွေထားရှိပေးသွားမှာဖြစ်ပါတယ်။တယ်လီနိုမြန်မာကာရိုကီချန်ပီယံပြိုင်ပွဲက top fight ထဲကတယောက်ဖြစ်တဲ့ကိုရဲလင်းမောင်ကတော့စူရိုကောင်းတယောက်ဖြစ်အောင်ကြိုးစားနေတယ်လို့ဆိုပြီး တချင်းပြိုင်ပွဲတွေနဲ့လူဖြောပြပွဲတွေကျင်းပပြီးတဲ့ပြည်လီနောက်ကိုကျေးဇူးတင်တယ်လို့လည်းဆိုပါတယ်ဒီနေ့တော့ကျွန်တော်တို့ဒီမနိုင်ငံလုံးပေါ့တိုင်းတိုင်းပြည်နယ်တိုင်းပြည်နယ်တိုင်းအကုန်လုံးကိုလိုက်ပြီးတော့ပြန်တင်ဝင်မှာဖြစ်ပါတယ်။အဲဒီတည်းကနေတော့မှ၃၅ရောက်၅ရောက်ထဲကနေမှ တယောက်ချင်းစီကိုဗိုလ်တင်ပေးมาဖြစ်ပါတယ်တယောက်ချင်းစီပြိုင်ပြီးတော့ကျွန်တော်တို့ final မှာရွေးมาဖြစ်ပါတယ်အဲဒီတံပွဲကိုဝင်ရောက်ရခြင်းတော့ကြောင့်မလို့အားလုံးကခွင်လန်းကကျွန်တော်တို့ဟိုဆိုကောင်းတယောက်ဖြစ်နိုင်တယ်ပေါ့ဆိုကောင်းတယောက်ဖြစ်နိုင်ပါတယ်အားလုံးကလည်းကြိုးစားကြမှာပါလို့ပြောတင်ပါတယ်ခင်ဗျအခုလိုပြောပဲလုပ်ပဲတော့ကျွန်တော်လက်သေးလူငယ်တွေအတွက်လည်းဟိုအားတစ်ခုရှိတာပေါ့အားလည်းရှိပါတယ်ခင်ဗျအဲအဲ့တော့ခင်ဗျတို့လည်းကျေးဇူးတင်ပါတယ်ဒီထက်လည်းမအားအောင်မြင်ပါသေးတယ်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်